ဘဘဖတ်များအားလုံးမင်္ဂလာပါ clock corner အားနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်အဲဒီည၈နာရီခွဲမှာရှင်မင်းကစားကြသွားတယ်အာဆင်နယ်နဲ့ဝဟန်တို့ရဲ့ကျွန်တော်ပွဲပြီးသုံးသက်ချက်လေးဖြစ်ပါတယ်အဲဒီပွဲအကြောင်းလေးပြောခင်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးအကူအညီပေးသွားလို့ရပါတယ်ခွဲရဆိုလို့ရှင်ကျွန်တော်ပွဲအကြောင်းလေးကိုအနေငယ်ချင်းကလိုက်ကောင်းဒီနေ့ပွဲမှာတော့အာဆင်နယ်တို့ကတော့အင်ချင်းအမ် PP ဒီနေ့ပွဲမှာတော့ခိုးပြက်အဲကလင်းရှင်းတွေပါရပြီးတော့ခိုးပြက်အနိုင် အရာလည်းဖော်ဆောင်ထားနိုင်တယ်ဗျာအဲ့အတွက်ကြောင့်လည်းတို့ဒီနေ့ပွဲမှာအဆင့်တက်ကိုတက်လှမ်းလာပြီးတော့တော်တော်လေးကိုကောင်းမွန်တဲ့အဲပွဲတစ်ပွဲကိုတို့အရှင်းမြန်ကစားကြတယ်တစ်ဖက်မှာလည်းလီဗာပူးနဲ့ချက်စီးတို့ရဲ့ထိတိုက်တွေးဆမှုမှာတို့ဒီနေ့ပွဲမှာတို့အမှားရမရှိဘဲနဲ့အနိုင်သုံးမှတ်ကိုရအောင်တိကျကစားခဲ့တဲ့အတွက်ကြောင့်တို့က international break မှာတော့တို့အဆင့်တက်တော့မှာပဲဆက်ပြီးတော့အသွားဖို့အခွင့်အရေးကိုတို့တို့ပို့ပြီးတော့အများစွာတက်ခဲ့တယ်ပေါ့ဗျာ okay အဲ့ဆိုလို့ဆိုရင်ကျွန်တော်တို့ပွဲကြောင်းလေးသွားလိုက်ကြအောင် ဒီနေ့ပွဲမှာတော့ကျွန်တော်အာဆင်နယ်ကတော့တူးစီးနဲ့နိုင်သွားတယ်ဗျာဒီရဲ့အတွင်းကိုလေးတို့တော့ကျွန်တော်တို့အဲစာကာရဲ့လဲတွင်းတယ်ပြီးလို့ဆိုရင်ဒီဂရမ်ရိုက်လဲအဲတွင်းခဲ့တယ်ပြီးလို့ဆိုလို့ဆိုရင်ကျွန်တော်တို့အာစာကာပထမဆုံးရောက်သွားတဲ့တွင်းသွားတဲ့ဂိုးကကျွန်တော်23မိနစ်လောက်မှာတွင်းသွားတဲ့လုံးကကျွန်တော်လူချင်းနဲ့ဆိုပြီးတော့အဲ့မှာမပေးဘူးဗျာအနောက်ပိုင်းကျတော့မိနစ်38လောက်မှာမှာအဲစာကာရဲ့ကံကြက်တော်တော်လေးကိုမှကောင်းတဲ့ဟိုသားကို အဲတဖက်ကဟမ်ကိုသမားပုတ်ထုတ်ကောက်ွယ်လိုက်တဲ့အချိန်မှာ ပြန်ပြီးတော့ရှန်ကြလာတော့ဒီဂရန်ရိုက်ကအမှားကြီးမရှိပဲနဲ့အဲပိတ်သွင်းပြီးတော့ကန်သွင်းသွားတယ်။အဲ့အတွက်ကြောင့်လဲသူတို့အဲပထမပိုင်းမှာ1-0ဆိုပြီးတော့အဲသူတို့ နိုင်ရလက်ဖော်ဆောင်ထားနိုင်တယ်ဒါပေမဲ့ဒီဘက်ကဝဟန်ဝဟန်ဒီနေ့ပွဲမှာတော့သူတို့ကလည်းအာဆင်နယ်အိမ်ငွေမှာဘလို့မှရှင်ပြန်ပြီးတော့နိုင်မြူနိုင်ဘူးဗျာကွင်းလေရောနောက်တန်းရောတော်တော်လေးဥမာသူတို့ဘက်ကလိုအပ်ချက်တွေများခဲ့တယ်အထူးသဖြင့်အာဆင်နယ်ရဲ့တိုက်ဆက်ကလည်းတော်တော်လေးဥမာကောင်းမွန်လို့သူတို့ရဲ့ကွင်းအာဆင်နယ်တိုင်းကွင်းလေကလည်းတော်တော်လေးဥမာအဲ solid ဖြစ်တယ်လို့ဒီနေ့မှပြောလို့ရတယ်အထူးသဖြင့်ကျွန်တော်တို့ အာဆင်နယ်မှာတခုပဲပြောကြချင်တာဆိုတော့သူတို့ရဲ့ကပတိန်ဖြစ်တဲ့ Odegaard ကတော့မိနစ်30လောက်မှပဲထွက်သွားတယ်ဗျာအဲ့အတွက်ကြောင့်အဲသူလူသားတွေပါတွေပြန်တော့အလဲရတဲ့ပုံစံမျိုးဖြစ်သွားတယ်အဲ့အတွက်ကြောင့်အာဆင်နယ်တော့ကနည်းနည်းလေးပဲအဲထိခိုက်သွားတယ်လို့ပြောလို့ရတယ်ဒါမှမဟုတ်လည်းကျွန်တော်တို့ဒီဂျာယက်ထဲမှာ international break အဲဂျာယက်ခံသွားတဲ့အတွက်ကြောင့်တံပိုးဟို injury ဖြစ်သွားတဲ့ကစားသမားတွေတော့ကတော့တော်တော်လေးဥမှာကောင်းမွန်တဲ့ အဲအခြေအနေလို့ပြောလို့ရတယ်ဘာလို့ဆိုရင် international break မှာကျွန်တော်တို့နားပြီးတော့နှောင်းတပတ်ကြာမှာပြန်ပြီးတော့ပြီးများလေးတွေပြန်ဆမဲ့အတွက်ကြောင့်ကြားရတဲ့မှာနားရပြန်ရသွားလို့ဆိုလို့ဆိုရင်ထိုင်ရတက်တလာတက်တလာမဲ့ကစားသမားတွေရှိတဲ့အတွက်ကြောင့်ဒီ international break ကြားခံသွားတာတော်တော်လေးကကောင်းမွန်တယ်လို့ပြောလို့ရတယ်အထူးသဖြင့်ကတော့ကျွန်တော်တို့အခုလိုမျိုးအချိန်ဟုန်တွေနဲ့တွားပြီးတော့တော်တော်လေးကကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနေတဲ့အသင်းတွေနဲ့ အသင်းတွေအနေနဲ့ကြာတော့လေဒီ international break ခံရတာဒါကြာတော့တော်တော်လေးဥမာတို့တော့ကအဆင်တော့မပြေဘူးဘာတွက်လဲကြောင်းတို့ကတွဲညီနေတဲ့အချိန်မှာတို့ဂျားထဲမှာနားလိုက်တဲ့အချိန်မှာတော့တော်တော်လေးဥဒါအဆင်မပြေဘူးတစ်ဖက်ကကြာတော့ကျွန်တော်တို့အဆင်မပြေတဲ့ဟိုရှုံးနေထားတဲ့အသင်းတွေတစ်ဖက်ကအချင်းချင်းနားလည်မှုမရှိတဲ့အသင်းတွေကြတော့ဒီ international break မှာခံရတာကြတော့တို့တက်ပို့ပြီးတော့အဲတစ်ဖက်တော့ပြန်ပြီးတော့အကောင်းပါလို့လို့ကျွန်တော်တော့ထင်တယ်ဗျာ ဘယ်အချက်လို့ဆိုရင်ကျွန်တော်တို့ဝဟန်ဝဟန်ကြောင့်လေးကိုပြောလိုက်မယ်ဆိုလို့ဆိုရင်ဝဟန်တော့ကျွန်တော်တို့အပွဲချုပ်မှာပြောခဲ့သလိုပဲဒီနေ့မှာတို့ဖုန်းဖုန်းနဲ့ပဲအပွဲထက်လာပြီးတော့တို့ရဲ့အနောက်တောင်းကိုတော်တော်လေးကိုတည်တည်တက်တက်ကစားပြီးတော့တို့အကောင်တာ translation တွေနဲ့ပဲတို့အအာဆင်နယ်ကိုဒုက္ခပေးမယ်လို့တို့ဆုံးဖြတ်ထားဒါမှလည်းတစ်ဖက်မှာလည်းအာဆင်နယ်ကလည်းတော်တော်လေးကမှကောင်းမွန်နဲ့အစုဖွဲ့တွေနဲ့တို့ပွဲထက်လာတယ်ဗျအပွဲထက်လာတဲ့အတွက်ကြောင့်တစ်ဖက်ကဝဟန်အနေနဲ့ဘလို့မှတို့ အထင်သာလို့မျှော်မှန်းထားလို့မဖြစ်ခဲ့ပဲနဲ့သူအဆောစောစသည်ကိုပေးလိုက်ရတယ်ဒီကိုပေးလိုက်ရတာလည်းသူလူကြုံနေတဲ့အတွက်ကြောင့်သူတို့တော်တော်လေးဥမာခံသာသွားတယ်လို့ပြောလို့ရတယ်ပြီးလဲပြီးတော့20နှစ်မှအဲကွန်မြူနီမှာအဲဇူဘီမန်ဒီတို့ဘာတို့နဲ့လဲရတယ်ဗျအိုရီကတ်တို့ဘာတို့အိုရီကတ်ကနောက်ရတဲ့အတွက်ကြောင့်ဇူဘီမန်ဒီတို့အချိန်မှပြန်ပြီးတော့ဝင်လာတယ် အဲတွင်းသွားတဲ့အလုံးကတော့ကျွန်တော်အဲ diagram right တွင်းသွားတဲ့38 plus ဆိုလို့ဆိုရင်အဲဆာကာဆာကာလည်းဒီနေ့ပွဲမှာတော်တော်လေးဥမာအဲဆာကာရဲ့အဲညတော်မှတော်တော်လေးဥမာကောင်းမွန်တယ်လို့ပြောလို့ရမယ်ဆာကာတစ်ဖက်ကဘလို့မှထိန်းသိမ်းနိုင်တဲ့ကစားသမားတွေတိတ်မရှိအောင်သူနှစ်ရက်လောက်ဆာကာနှစ်ရက်လောက်ထိန်းသိမ်းနိုင်ထိန်းနေရတဲ့အတွက်ကြောင့်တချို့လုံးတွေမှာဝမ်မန်ဝမ်တွေးတဲ့ လုံးနေမှာဆိုလို့စာကလုံးဝလောထွက်သွားပြီးတော့ကို area C ထဲထိကိုဝင်ပြီးတော့အဲလိုဘောလုံးတွေပါပေးပို့မှုတဲ့အတွက်ကြောင့်အဝဟန်းအနေနဲ့တော်တော်လေးကိုမှအလုံးရှုပ်သွားတယ်လို့ပြောလို့ရပါတယ်။အဲဒီရသွားတဲ့ပနယ်ဒီကလည်းတစ်ဖက်ကကစားသမားတွေရဲ့မပါနိုင်မှုအကြောင်းလို့ပဲပြောလို့ရတာပေါ့။အဲအဲ့တော့ကြောင့်သူတို့အဲ80လောက်မှာ 60နာရီ9မိနစ်မှာပနယ်တီပေးလိုက်ကြတယ်အဲ့ဒီပနယ်တီကိုပဲစကားနေရောအမိုင်းမရှိအဲပိတ်သွင်းပြီးတော့သူတို့အနိုင်ရင်တေချာတိမဲ့ထပ်ပြီးတော့ဥဆောင်ကိုထပ်ပြီးတော့တွင်းထားတဲ့အတွက်ကြောင့်သူတို့တော်တော်လေးဥမာကောင်းမွန်တဲ့အဲပွဲလိုမျိုးပြောလို့ရတယ်တစ်ဖက်ကတော့ဝဟန်းတော့ဘလို့မှအာဆင်နယ်အင်္ဂွင်းမှာလာရောက်ကစားသည့်တိုင်အောင်ကျွန်တော်ပွဲချုပ်မှာပြောခဲ့လို့ပဲသူတို့တွေအာဆင်နယ်ကိုအနိုင်မြူခဲ့နိုင်ခဲ့တာလဲတော်တော်လေးဥမာကြာလာပြီးထွက်ဖြစ်တဲ့အတွက်ကြောင့်ဒီတစ်ခါမှလည်းအနိုင်မနာဆိုတာ အဲမဖြစ်နိုင်မှာပါဘူးအဲ့အတွက်ကြောင့်လည်းအာဆင်နယ်ဒီရဲ့နိုင်ငံကြောင့်ပဲ international break မှာအဆင့်တက်ကနေပြီးတော့ဆက်လက်ရပ်တည်ပြီးတော့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေဆက်လက်ပြသထားတယ်လို့ပြောလို့ရတယ်သူဒါနဲ့ဆိုလို့ရှိရင်ရှုံးပွဲကလည်းတိတ်ပြီးတော့မတွေ့ရဘဲနဲ့ အဲနိုင်ဝက်တွေပဲဆက်နေတဲ့အတွက်ကြောင့်တော်တော်လေးဥမာကောင်းမွန်တဲ့အာဆင်နယ်ရဲ့ဒီနေ့ကတော့အာဆင်နယ်ရဲ့ယာတီလိုပဲတောင်းပြောလို့ရတယ်လို့တော့ကျွန်တော်တို့ထင်တယ်။ Okay ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ကြည့်ရှုပေးတဲ့ညီကုန်းတွေတယောက်ချင်းနေတာရတယ်။အဲကွန်မန်မဝင်ရောက်အမှတ်ချက်ပေးဆွေးနွေးသွားလို့ရပါတယ်။ညီကုန်းတွေရဲ့အမြင်အားလည်းဒီဘက်မှာတော့မန်အန်ဒမန်ကဘယ်လိုလဲဆိုတော့ညီညီကိုတွေဝင်ရောက်ဆွေးနွေးအမှတ်ချက်ပေးတော့ပါတယ်။ဒီဘက်မှာတော့ကျွန်တော်ရဲ့မန်အန်ဒမန်ကတော့ကျွန်တော်ကတော့ဟိုတင်မောက်တော့ကျွန်တော်ပေးခြင်းတယ်။တင်မောက်ဒီနေ့ဘက်မှာတော်တော်လေးဥမာကောင်းမွန်တယ်လို့ပြောလို့ရတယ်။ โอเคအဲ့ဒါလို့ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ကြတဲ့ရင် like and subscribe လုပ်ပြီးကုညီပေးသွားလို့ရပါတယ်။ like ကြည့်ရှိပေးတဲ့ညီကိုတယောက်ချင်းနေတိုင်းကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတာပါဗျာ။